ဂျိုသားရီနဲ့ဆက်ဆက်နေတဲ့ဓမ္မရကြီးတမိုင်းနဲ့ကထူးဆန်းပွေရဖြစ်ရများ။ဟာမထင်မထားတဲ့ဂျိုသားဖြစ်ရတွေရှိရဆိုရင်ပြိတက်ကြီးလိုယုံကြမလားဗျာ။တကယ်တော့အလုံးကြောက်ဘူးနေကြကျန်စစ်သားမင်းကြီးရဲ့အရင်းနမလန်တန်အလောင်းစစ်သူမင်းကြီးရဲ့ဖောက်ဆက်ကြစားရစိတ်ဝင်စားစရာဇလန်တွေရဲ့နောက်မှာထင်မထားလောက်တဲ့တိတ်ပတ်စမ်းကြဲအရာတွေပုံခုနေခဲ့ကြပါရဲ့။ ဒါကြောင့်ဒီကနေ့ဗီဒီယိုလေးထဲမှာတော့ဒူးတဲ့အကြီးမားဆုံးဖြစ်တဲ့ဓမယံကြီးဖျားသမိုင်းနဲ့အန်အိုးဘွေရာဖောင်ဆက်ကြကြီးအကြောင်းကိုလူကြီးမင်းတို့တစ်သက်လုံးတစ်ခါမှမတွေ့ဘူးတဲ့ရှူတောင်းကနေတင်ဆက်ပေးသွားမှာလည်းဖြစ်ပါတယ်မြန်မာလူမျိုးမှန်ရင်အရိနမလန်ကိုတိကိုတီးရမယ်ဆိုတဲ့အခြေအတိုင်းမြန်မာသမိုင်းတစ်ခုလုံးကိုတုံ့လုံသွားအောင်နမဲကြီးခဲ့တဲ့လက်နက်စံကြီးတစ်မျိုးရှိခဲ့ပူပါတယ်ဒီလန်တန်ကိုတရားမင်းကြီးကအနော်ယထာကိုပေးရခဲ့တာဖြစ်ပြီးတော့အနော်ယထာကနေတစင်ကျက်စစ်သားကျက်စစ်သားကနေတစင်စွကြမင်းလူလူတီများတဲ့အလောင်းစီသူမင်းလက်ထဲကိုအရိနမလန်ကြီးရောက်ရှိလာခဲ့ပါတယ်ဒီတရားလက်နက်လို့ခေါ်တဲ့လန်တန်သားမကသမိုင်းမှာအထူးခြားဆုံးတဲ့ ဘာကမှမေကွန်းထုတ်ရတဲ့အထစ်ကိုစမ်းကြတယ်ရှင်ပြန်ကြီးတစည်းလေးပေါ်ပေါက်ခဲ့ပါတယ်ဒီရင်ပြန်ကိုတမိုင်းထဲမှာတော့ဖောင်ဆက်ကြလို့နာမည်ပေးထားပြီးတော့ညတညမှာအလောင်းစစ်သူမင်းကိုတရားမင်းကလာရောက်ဆက်ပါတယ်လို့ဆိုပါတယ်ဖောင်ဆက်ကြဟာအစွမ်းထက်လွန်းလို့လေးပေါ်ပြန်နိုင်တယ်လို့ရှေးလေးလဲတွားလို့ရပါတယ်မြေရှုမိုးပြန်နိုင်တဲ့အစွမ်းတတိမျိုးစုံရှိပါတယ် စာပေထဲမှာဆိုရင်အလောင်းစီသူမင်းဟာလှန်ကိုကိုင်းဖောက်ဆက်ကြကိုစီးပြီးတော့တိုင်ငန်လှည့်ရတယ်လို့အတိအလင်းဖော်ပြထားပါတယ်။တချို့ကျန်းကန်တွေထဲမှာဆိုရင်အလောင်းစီသူမင်းဟာအဲ့ဒီဖောက်ဆက်ကြကိုစီးပြီးတော့မြို့မတော်ကိုတော့ပတ်ချခဲ့တယ်လို့ကြားသိရပါတယ်။ဒီတော့လေရင်ပြန်နေမပေါ်သေးတဲ့အဲ့ဒီခေတ်မှာအလောင်းစီသူမင်းရဲ့ဖောက်ဆက်ကြဆိုတာကြီးကဘလို့မိုးဝပြန်လို့ရတယ်လဲလို့မေကွန်ထုတ်เสียဖြစ်လို့နေပါတယ်။ဒါကြောင့်ဒီဖောက်ဆက်ကြကြီးလေပေါ်ပြန်ရေထဲလျှောက်သွားနိုင်ဖို့နီလန်းကနှစ်နီးပဲရှိပါတယ်ပထမနီလန်းကတော့တချိန်ကတင်ငေါသွားပြီဖြစ်တဲ့စကောင်းမပညာနဲ့ထုတ်လုပ်ထားတယ်ဆက်ရန်တရားတမျိုးလားလို့တုံ့တက်တာပါပဲ ပကံခင်မှာစာပေရင်ကျေးမှုထုံကားနေပြီဖြစ်တဲ့အတွက်ကြောင့်တကယ်လို့သားတရားရောက်ကစက်ကောမပညာနဲ့စက်ကြီးတလုံးတီချွင်ပြီးတော့ဘရင်ကိုဆက်သလိုက်တယ်ဆိုရင်တမရဲ့တနေရာမှာဒီအကြောင်းကကြံခဲ့မှာပါပဲဒါပေမဲ့ဒီဖောင်ဆက်ကြသားမကအခြားတီချွင်မှုတချို့ကလည်းတမိုင်းနဲ့မှခြေရခံလို့ရမှာပါပဲဒါပေမဲ့စက်ကောမပညာနဲ့ဆက်လင်းတဲ့တီချွင်မှုမျိုးကိုပကံတမိုင်းမှာလုံးဝမတွေ့ရပဲနဲ့တရားမင်းပေးတယ်ထူဆန်တဲ့ပုံကိုပေးရလို့သားတမိုင်းကအတီးလင်းဆိုထားပါတယ် ဒါကြောင့်ဒုတိယနီလန်အရာတွေးကြည့်ရင်အလောင်းစီတူမင်းကြီးကိုလာပေးတဲ့လူဟာတခြားမင်းမဟုတ်ပဲဂျိုသားတူများဖြစ်နေကြမလားဖောင်ဆက်ကြဆိုတာကရောအာကာသယာဉ်တစည်းလိုများဖြစ်နေမလားလို့တွေးเสียဖြစ်လို့နေပါတယ်ဒီတန်တရာကြီးကိုပို့ကြီးထွားစေခဲ့တဲ့နောက်ထပ်တစ်ချက်ကတော့ဓမယံကြီးဖျားသမိုင်းပါပဲဖောက်ကင်လောင်းစီတူမင်းကိုလှုပ်ကြံပြီးတော့နန်းလူလိုက်တဲ့နရတူမင်းဟာနောက်ပိုင်းမှာအပောက်ရာတော်မမြင်ရတဲ့ကြီးမားတဲ့နေရံတွေနဲ့ဖျားတစုကိုတိဆောက်စေခဲ့ပါတယ်ဒီဖျားကြီးတိဆောက်ပုံကလည်းလောကကိုလှုပ်ဝက်ပြီးတော့လုံညုံရေးကိုပေါက်ချမှဆိုလို့တယံဆရာတိုင်းကိုတတ်ခဲ့တယ်လို့လည်းသိရပါတယ် ဒါကြောင့်နရသူမင်းဟာဖခင်လောင်းစီသူမင်းရဲ့ဖောက်ဆက်ကြကြီးကိုအဲ့ဒီဓမယံကြီးဖခင်ရဲ့မြောက်လှိုက်ကူထဲမှာဖွက်ထားခဲ့သလားလို့တွေးစီရရှိပါတယ်။လက်ရှိမှာလည်းဓမယံကြီးဖခင်တဝိုက်မှာအာကာသရေမြန်တစီပြန်ဝဲနေတာကိုတွေ့မြင်ရသူတွေရှိတယ်လို့ဆိုကြပါတယ်။ဒါအပြင်ပုဂံဖခင်တွေဘေးမှာရှိတဲ့ကွင်းမြင့်ကျဲကြီးတွေကလည်းအာကာသရင်တွင်ရှင်းနာဖို့တုံးခဲ့သလားလို့တောင်ထင်စီရရှိလို့နေပါတယ်။အထူးကြဆိုတစ်ခုကတော့နာဆာရဲ့အာကာသတိပ္ပံနဲ့ဂျိုသားတွေကိုလေ့လာနေတဲ့ project ထဲမှာဓမယံကြီးဖခင်ကိုပါရှုထောင့်မျိုးမျိုးကနေရိုက်ကူးထားတာပါပဲ။ ဒါကြောင့်မြန်မာတမိုင်းနဲ့ကအရိနမလန်ဆိုတာဂျိုတားလက်နက်ကြီးတခုလားအလောင်းစစ်သူရဲ့ဖောင်ဆက်ကြဆိုတာအာဂါဒရှင်မြန်ကြီးများလားပကံခေခဲကမြန်မာနိုင်ငံဟာဂျိုတားတွေနဲ့ပတ်သက်မှုရှိခဲ့တာလားတကြမင်းဆိုတာအဲ့ဒီခေတ်ကဂျိုတားတွေကိုခေါ်တာများလားပကံမှာ UFO တွေခဏခဏတွေ့ရတယ်ဆိုတာတမန်ရန်ကြီးဖျားကူတယ်မှာအဲ့ဒီဖောင်ဆက်ကြကြီးကတကယ်ရှိနေလို့များဂျိုသားတွေကပြန်လာယူတာလားအခြားတီးကြလက်နက်အမိခံတဲ့ဂျိုသားလက်နက်တွေရောရှိနေနိုင်အောင်မလားတွေ့ရတာရတာဆိုတဲ့အတိုင်းတကယ်တော့တမိုင်းတွေကထူးခြားတဲ့အရာတွေကလည်းတခါတလေမှကျွန်တော်တို့ကဘာကြီးအတွက်အခွင့်အလမ်းတစ်ခုဖြစ်နေတတ်ပါတယ် ကဲပြည့်တက်ကြည့်လို့ရအောင်အခုကျွန်တော်ပြောပြပေးသွားတဲ့ပကံခက်ကထူးဆန်းတဲ့ဂျိုသားကိစ္စရပ်တွေအပေါ်ဘယ်လိုများထင်မြင်ကြပါသလဲနော်နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုလည်းတက်ဆက်ပေးဖို့မှာမို့လို့ကျွန်တော်ရဲ့ channel လေးကိုလည်း